င်တွေအားလုံးတာလီစွာပါ Development Media Group DMG ရဲ့2025ခုနှစ် Mesh လ6ရက်နေ့အတွဲသတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစီအစဉ်မှာတော့ AA ထိုးစစ်ဟာတာပေါင်းခမရ308တဲရင်အနေတို့ရောက်လာတဲ့သတင်းကြောက်ပြူတိုက်ပွဲကြောင့်စစ်ပေးလျှောက်၄000နေပေါ်တိုးလာပြီးတော့အရေးပေါ်အကူအညီလိုအပ်နေတဲ့အကြောင်း ထောက်ကလွတ်လာတဲ့စစ်တွေဒေသခံမွတ်စလင်100လောက်ကိုမိသားစုထံကိုလွှေပြောက်ပြီးကြံမွတ်စလင်တွေကိုနေရပြန်ခွင့်မရသေးတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးပါမယ်။ပထမဆုံးအနေနဲ့အေထိုးစေးသားပေါင်းခမရ300တန်ရင်အနည်းကိုရောက်လာတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ဣရာဝတီတိုင်းတာပေါင်းမျိုးနဲ့အခြေစိုက်ခမရ300ရှစ်တရံအနေမှာစစ်ကောင်စီနဲ့အာရခတက်တော် AA ပူးပေါင်းတက်တော်အကြာနှစ်ဖက်တိုက်ပွဲတွေဟာပြင်းထန်နေတယ်လို့တာပေါင်းမျိုးခန်တွေကပြောပါတယ်။မက်လ2ရက်နေ့ကစာပြေတော့ကြက်တန်ခွန်းမကြီးစံကန်လန်နဲ့အနေမှာရှိတဲ့ စစ်ကောင်စီရဲ့တာပေါင်းမျိုးအခြေစိုက်ခမရ300ရှစ်အနင်းတောင်တန်းတွေမှာတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးတော့စစ်ကောင်စီဘက်ကအံအားဖြစ်တမ်းမှုတွေပြုလုပ်နေတယ်လို့တာပေါင်းဒေသခံတို့ကပြောပါရတယ်။တာပေါင်းမျိုးနယ်မှာ2025ခုနှစ်ဇန်နဝါရီလကတည်းကတိုက်ပွဲတွေပြန့်ထန်နေတာဖြစ်ပြီးတာပေါင်းလေးကြေးရွာနဲ့ကျက်တန်ကွန်းကြေးရွာအနင်းတွေမှာလည်းနှစ်ဖက်တိုက်ပွဲတွေဟာဖြစ်ပွားနေစေဖြစ်ပါရတယ်။ လက်ရှိမှာအီရာဝတီတိုင်းအတွင်းတိုက်ပွဲနေမြေကြေပြန့်လာနေတဲ့အတွက်စစ်ကောင်စီကတာပေါင်းမျိုးခံလုံငယ်တွေကိုပြည်သူစိတ်တန်တက်ဖို့ဖမ်းဆီးမှုတွေပြုလုပ်နေပြီးမြို့တွင်းလုံခြုံရေးကိုလည်းတန်းကျပ်ထားတယ်လို့သိရပါဗျ။ဆက်လက်ပြီးတော့ကျောက်ဖြူတိုက်ပွဲကြောင့်စစ်ပေးရှောင်၄ထောင်နေပေါ်တိုးလာပြီးအရေးပေါ်အကူအညီလိုအပ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်စီမံကိန်းတည်ရှိတဲ့ကြောက်ဖြူမြို့နယ်မှာဒေသတွင်းတိုက်ပွဲတွေကြောင့်စစ်ပေးရှောက်၄000နီးပါးအထိတိုးလာပြီးစားနပ်ရိက္ခာ ကျမ်းမာရေးစတဲ့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ကုညီဆောင်ရွက်နေသူတွေစီကသိရပါဗျ။ လက်ရှိစစ်ဘေးလျှောက်တွေကိုဘေးလွှဲရာနေရာတွေကိုယာယီနေရာရှာထားပြီးစားသောက်ရည်နဲ့ပတ်သက်ပြီးအဆင်ပြေအောင်စီစဉ်ပေးထားပေမဲ့လူဦးရေများပြားလာတာနဲ့အတူအကူအညီရရှိမှုနေပါတဲ့အတွက်အခက်အခဲတွေကြုံတွေ့နေရတာဖြစ်တယ်လို့ဆိုကြပါတယ်။အခုလိုနေရက်ကိုစွန့်ခွာပြီးတော့ထွက်လာကြသူတွေအတွက်စားဝဲနေရင်းနဲ့ကျန်းမာရေးကပိုပြီးစိန်ခေါ်မှုဖြစ်နေတယ်လို့ကြောက်ဖြူမျိုးနယ်ကစစ်ဘေးလျှောက်အရေးကူညီထောက်ပံ့ရေးကုမ္ပဏီတာဝန်ခံကိုအောင်ကပြောပါတယ်။ စေဘေးရှောင်လာသူတွေထင်မှာကလေးတငယ်တက်ကြီးရွေအိုနဲ့မတန်ဆွမ်းသူတွေလည်းပါဝင်ပြီးအထူးသဖြင့်ဆေးဝါးအရေးတကြီးလိုအပ်နေတာလေးဖြစ်ပါတယ်ထောက်ကားလွတ်လာတဲ့စစ်တွေဒေသခံမွတ်စလင်တရာလောက်ကိုမိသားစုထံကိုလွှဲပြောက်ပြီးတော့ကြံတဲ့မွတ်စလင်တွေနေရပြန်ခွင့်မရသေးတဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့အန်းစင်အကြိမ်ထောင်ကလွှတ်ပေးလိုက်တဲ့မူဆလင်936ဦးအထက်ကရခိုင်ပြည်စစ်တွေမြို့တော်ကမူဆလင်100ခန့်ကိုစစ်ကောင်စီကမိသားစုထံကိုဖေဖော်ဝါရီလနောက်ဆုံးအပတ်မှာလွှဲပြောင်းပေးလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ကျဲမူဆလင်တွေကလုံခြုံရေးအခြေအနေအရဆိုပြီးတော့ နေရပြန်မပေါ်ပဲစစ်တွေမြို့နယ်မှာရှိတဲ့ဒုက္ခသည်စခန်းတွေမှာနေရရှာပေးထားတယ်လို့သိရပါတယ်။အဲ့ဒီမွတ်စလင်တွေကလုံချင်းအရာပို့ဆောင်ပေးဖို့အဆင်မပြေတဲ့အတွက်ဒုက္ခသည်စခန်းတွေမှာယာယီထားမယ်လို့သိရတယ်လို့မွတ်စလင်တန်တန်းရင်းမြစ်တို့ကပြောပါတယ်။နေရပြန်ဖို့အခက်အခဲဖြစ်နေတဲ့မွတ်စလင်တွေဟာအာရကတ်တဲ့အေးထင်းလျှောက်ထားတဲ့ကြောက်တော်မြအူမန်ပြစတဲ့မြို့နယ်တွေကဖြစ်တယ်လို့သိရပါတယ်။ပြည်ကတဲ့ဖေဖော်ဝါရီလ6ရက်နေ့က NC ထောင်ကလွှဲလာတဲ့မွတ်စလင်936ဦးကို စစ်ကောင်စီကရေလန်းကီနဲ့စစ်တွေမျိုးကိုပို့ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်လက်ရှိမှာသူတို့ကစစ်တွေမျိုးနဲ့မှာရှိတဲ့တက်ကေပြန်၊ဦးတော်ကြီး၊ဦးတော်ရှေစတဲ့ဒုက္ခသည်စခန်းတွေမှာယာယီနေရရှာပစ်ထားတယ်လို့သိရပါတယ်တရင်တွေကိုတင်ဆက်ပေးနေပါတယ်ဆက်လက်ပြီးတော့တော်လန်ရဲ့တက်တွေထိုးစစ်ကိုစစ်တပ်လေးထီးတွင်နဲ့ခုခံမှုစစ်ကောင်စီပို့လောက်လာတဲ့တရင်ကိုလည်းတင်ဆက်ပေးအောင်ပါ အာရခတက်တော် AA အပါအဝင်တူလန်ရေးတပ်ဖွဲ့တွေနဲ့ဖြစ်ပွားနေတဲ့မကွေပကောအေယဝဒီမန္တလေးတိုင်းတိုက်ပွဲတွေမှာစစ်ကောက်စီကပါရာမိုတာခိုစစ်တပ်လေထီးတွေကိုအုံပြူတိုက်ခတ်မှုနဲ့ကင်းထောင်မှုတွေပုံမလုံးဆောက်လာတယ်လို့စီးရဲတင်းရင်းမြစ်တွေစီကသိရပါဗျ။လက်တလို AA နဲ့ပူပေါက်တက်တွေတိုက်ပွဲအရှင်မြင့်နေတဲ့မကွေပကော AOD တိုက်တွေမှာအခုနှစ်2025ခုနှစ်အစိုးပိုင်းကစပြီးတော့စစ်တပ်လက်ထက်အုံပြူတိုက်ခိုက်တာကိုစစ်ကောင်စီကဇက်တက်လှုပ်ဆောင်နေတာလို့သိရပါဗျ။ စစ်တပ်လက်ထီကတော့အဲ့ဒီဖက်ကတိုက်ပွဲတွေမှာအသုံးများတယ်လို့စီဒီအမ်ပေါ်ကြီးဇင်ယိုကပြောပါတယ်ပြည်ကရေဖေဗူလာ24ရက်နေ့ကညောင်ကျိုးတိုက်ပွဲမှာစစ်ကောက်စီရဲ့လေကြောင်းပစ်ကူပေးခဲ့တဲ့စစ်တပ်လေထီနှစီကိုအရခတက်တော် A ကပြစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။ရခိုင်ယိုမနဲ့အဆက်ဒေသဖြစ်တဲ့ပဲခူးအေယာဝတီနဲ့မကွေးတိုင်းဒေသတွေမှာစစ်ကောက်စီနဲ့အရခတက်တော် A တို့ပူးပေါင်းတပ်တွေကြောင့်မှတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။စစ်ကောက်စီလူအခွင့်ရေးရှုံးဖောက်မှုကြောင့် ဖေဖော်ဝါရီလအတွင်းမှာအမျိုးသမီး66ဦးသေဆုံးတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးဦးမှာပါ။နိုင်ငံတော်စစ်ကောင်စီရဲ့လူခွင့်ရရှုဖော်မှုတွေကြောင့်အခုနှစ်ဖေဖော်ဝါရီလအတွင်းစစ်ရှင်တဲ့အမျိုးသမီးငယ်73ဦးအပါအဝင်အမျိုးသမီး66ဦးသေဆုံးခဲ့ပြီးတော့68ဦးဟာလည်းထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့မြန်မာအမျိုးသမီးတမကကဒီနေ့မက်ရှ်လ6ရက်နေ့မှာတဲ့င်းထောက်ပြလာပါတယ်။နိုင်ငံတော်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်65ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်71ဦးမင်းရှော့တပ်ဖြတ်ခံရမှုကြောင့်2ဦး အကျဉ်းထောင်တွင်းမှာစေကူတမှုမရရှိတာကြောင့်တအုပ်နဲ့မြင်းမြောင်းမှန်းကြောင်းခဏဦးအသက်သေဆုံးခဲ့ရတယ်လို့အေဒီထုတ်ပြန်ချက်မှာပြောထားပါတယ်။ဒါပြန်ထိခိုက်ဒဏ်ရာရှိသောသူတွေဟာလေကြောင်းတိုက်ခတ်မှုကြောင့်လက်စစ်တအုပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်20တအုပ်မြင်းမြောင်းမှန်းကြောင်း5ဦးနဲ့အကြောင်းမင်းရင်းနဲ့ခံရမှုကြောင့်တအုပ်တို့ဖြစ်တယ်လို့သိရပါတယ်။အခုအချက်လက်တွေဟာ PWU ကသတင်းမီဒီယာတွေနဲ့မြေပြင်ကလက်လန်းမိသလားကာယူစူးစောက်ထားတဲ့အချက်လက်တွေဖြစ်ပြီးတော့မြေပြင်မှာအခုတည်းပေါ်ပြများနေတယ်လို့ဖော်ပြထားပါတယ်။ ။နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတပုတ်ကိုလည်းတင်ဆက်ပေးပါမယ်။ဆော်ဘီယာအမတ်တွေလွှတ်တော်ထဲမှာမိန်းပန်းတွေနဲ့မျက်ရည်ရုံဘုံးတွေပစ်ဖောက်ပြီးဆန္ဒပြပွဲကိုထောက်ခံမှုပြသတဲ့သတင်းပဲဖြစ်ပါတယ်။အဂတိလိုက်ဆောင်မုံစင်ကြင်ရဲ့စင်တာပြပွဲတွေကိုထောက်ခံအားပေးတဲ့အနေနဲ့ဆာဘီယာအတိုက်အခံလွှတ်တော်အမတ်တွေဟာပြီးခဲ့တဲ့အင်္ဂါနေ့ကလွှတ်တော်အတွင်းမှာ main shoe main band တွေနဲ့မျက်ရည်ရုံဘုံးလိုတန်တရားဖြစ်ပွေရာရှိတဲ့အရာတွေကိုအုံပြုပစ်ဖောက်ခဲ့တဲ့အတွက်လွှတ်တော်ကိုယ်စားလှယ်အများအပြားဒဏ်ရာရရှိခဲ့တဲ့လို့ AFP သတင်းတရမှာဖော်ပြထားပါတယ်။ online ပေါ်မှာမျှဝေထားတဲ့ဗီဒီယိုဖိုင်တွေမှာအတိုက်ခံအဖွဲ့ဝင်တွေကအယောင်ဆုံးမင်းရှုမင်းပန်းတွေကိုကိုက်ဆောက်ထားပြီးလွှတ်တော်ရာသီစတင်ဖွင့်လှစ်ရှင်ကာလမှာမင်းခိုးပုလို့ယူဆရဖွဲ့ရှိတဲ့အရာတွေကိုပြစ်ပေါက်လိုက်တာလို့ဖော်ပြထားပါဗျ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တဲ့ live video တစ်ခုမှာပါလီမန်ဥက္ကဋ္ဌအေနာဘာနာဘေက အတိုက်ခံတွေရဲ့ဆန္ဒပြမှုကိုအိုဟဲဟန်တာခေပြီးအတိုက်ခံတွေမှာ အစီအဝေးအတွင်းမျက်ရည်ရုံပုံးတွေကိုတုံ့ဆွေခဲ့တယ်လို့သူမကဆွဆွေးခဲ့တာကိုမြင်တွေ့ခဲ့ကြပါဗျ။ ဆာဘီယားနိုင်ငံမှာပြီးခဲ့တဲ့နှစ်ကလူစင်ငါးဦးသေဆုံးခဲ့တဲ့ရထားအမိုးပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက်ကျောင်းသားတွေဥဆောင်တဲ့အကြံပြက်ခြားစားမှုဆန့်ကျင်ရေးဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့ပြီးအဲ့ဒီဆန္ဒပြမှုတွေကြောင့်ဆာဘီယားနိုင်ငံမှာလာပေါင်းများစွာလှုပ်ခတ်သွားခဲ့ရပါတယ်ဒီနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့တွေမှာညာရှိနာရဲ့အရှင် DMG ရဲ့ Facebook စာမျက်နှာနဲ့ ဆောက်ကလောက်တို့ကောင်းမှာ DMG online radio လို့ရှာပြီးနားဆင်နေပါတယ်။နားတော်တာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။